ဩဒီကားလေးမှာကအဲဇက်ဝင်တင်းနှစ်ပုတ်ပါတယ်ပေါ့နော်အဲရေးထားတယ်ပြီးတော့ကိုကိုတိုင်းဆိုထားတာပေါ့ကိုကိုတိုင်းဆိုထားတဲ့အဲဒီဇက်ဝင်လေးထဲမှာပထမဆုံးထွက်တဲ့ကားလေးပေါ့အာရည်သားကထားတယ်ရည်သားကရှာမပြတာပဲရှိတာအများကြီးပဲအဲ့တော့အေးပါတယ်ကျွန်တော်ကရည်သားကိုအဲ့လိုဇုံလိုက်မထားဘူးတယောက်ပြီးမှတယောက်ထားတာဘယ်တော့လာချပြမှာ အဲမပြောတတ်သေးဘူးယူမပဲပြတော့ထိလို့မရတော့ဘူးကြာရင်ကယူတော့သွားနိုင်တယ်ရှင်နေအေးတိတ်တော့မွှဲတတ်ဘူးပြေးရတိတ်လည်းမလျှော့တတ်ဘူးချွဲပါခင်ရရောချွဲချွဲခင်ရရင်တော့ကြိုက်တော့ကြိုက်တယ်ဒါပေမဲ့အရင်ကြီးလွန်လာရင်တော့ယွန်းတယ်အဲ့တော့အဲ့လိုပေါ့မလေးသိပါတယ်ဟာကိုကိုပါညာဆိုရင်တော့အဲ့လိုတော့မရဘူးပေါ့မိန်းမတွေထဲမှာတူတဲ့အချက်တော့မသိဘူး

ဒီကားကြတော့နည်းနည်းဟိုအထူးဆန်းတယ်ဇဝတိဟိုတက်တက်အတ္တမဟုတ်ပဲနဲ့ဟိုရေတုံးကပထမဆုံးထွက်ခဲ့တဲ့အဲ့လက်ခံမလားဆေးကြီးတွေကတချင်းဟောင်းလေးတပုတ်ပါတယ်ပြီးတော့နောက်ထွက်တဲ့အဲ့ဟိုတငငချင်းအတွက်တချင်းတွေတပုတ်ပေါ့နော်နှစ်ပုတ်ပါတယ်ပေါ့ဟုတ်နောက်ပြီးဒရိုက်တာကလည်းအဲ့အာကိုတို့နဲ့ကိုနဲ့ကြတော့အဲ့ဒရိုက်တာကိုစုံမနဲ့ကြတော့အဲ့အဲ2010လောက်ကတည်းကအကိုခွေစရိုက်ကတည်းကအဲ ခင်မင်ကြတယ်ပေါ့နော်ရင်းနေကြတယ်ဆိုတော့အဲအဲ့ချင်းတွေတပုတ်ပါတယ်အမတရားကတော့အများကြီးပါပဲတချင်းတွေကချင်းမီလိုများချင်းမီလိုများဆိုတဲ့ချင်းတွေပေါ့နော်ဒီချင်းတွေအဲ့ချင်းတွေကအဲ့အဲ့တုန်းကတော့ကိုဆိုင်လက်ရဲ့နောက်နမ်းမြက်ဖြိုးသိရင်ပေါ့အဲဒုဆောင်ပေးထားတာပေါ့အဲ့တုန်းကအလက်တလုံးမှာတော့ဒီအဲနောက်ဆုံးထွက်ကြည့်ထားတဲ့အဲ့ဒီမိခိုင်နဲ့16နှစ်မိမိပြူခွေတဲ့ကအဲ့အဲဟိုဟာမန္တလေးသူရဲ့ အဲထွက်ထားတာရှိတယ်ဟို object ထွက်ထားတာဗောနော်ဟိုမေလိုတဲမှာတော့ရောင်းထားတာကြာတယ်ဆိုတော့ main လေးသူတပိုးရိုက်ပြီးထွက်ထားတယ်ပြီးရင်နောက်ထပ်ရိုက်ဖို့လည်းရှင်းနေရှိပါတယ်လောလောဆယ်တော့တခြင်းမရေးတော့2လလောက်ရှိပြီ2လလောက်ရှိပြီဆိုတော့ရေးဖို့တော့ဒီလထဲမှာတော့ခီးသွားဖို့ရှိတယ်ဗောနော်ရေးဖို့အတွက်ဟော2လလောက်နာပြည့်တယ်ဆိုတော့မရေးဖြစ်သေးတာဟိုခီးသွားနေတာနဲ့နောက်အဲနောက် ဘယ်လိုပြောရမလဲရေးဖို့အာအာယုံမရသေးတာပေါ့အဲဒီကားလေးကကျွန်တော်တို့ဒီ Logan ဆိုတဲ့ကားလေးမှာအဲ Logan တရားတွေဂျားထဲမှာ Logan တရားတွေဂျားထဲမှာထွက်လာတဲ့ Logan ဆိုတဲ့ဇကားလေးပေါ့နော်ဒီကားလေးကိုကျွန်တော်လည်းမကြည့်ရသေးဘူးအဲဒီနေ့မှလာကြည့်ပြီးလာကြည့်ပြီးရဲ့အဲကောင်းတာမကောင်းတာလေးမျှဝေပေးမှာပေါ့နော်ဆိုတော့အဲပြည်သက်တွေအနေနဲ့ကလည်းလာရောက်ပြီးတော့ အဲအားပေးဖို့ဒီညကနေတိုက်တွန်းနှိုးဆော်ဖိတ်ခေါ်ရပါတယ်လို့ဟုတ်အားလုံးကျေးဇူးများတင်ပါတယ်။ဘာလို့လဲတော့တယောက်တည်းပဲဖြစ်နေလား။တယောက်တည်းပေါ့။တယောက်တည်းဖြစ်နေအားသာချက်ပါရှိတယ်။တယောက်တည်းဖြစ်တဲ့အားနဲ့အားသာချက်ကတော့ဟိုပါပေါ့။သိနောက်ချက်မရှိဘူးပေါ့နော်။စိတ်ပူပင်တော့ကလည်းသိမရှိဘူး။အာနောက်ကျတဲ့မရှိဘူးပေါ့။အဲ့တော့ပူပူရတာပေါ့။ပူလောင်ရတာလည်းတိတ်မရှိဘူးပေါ့။အပူအပူရော့တာပေါ့။အာရေးသားကထားတယ်ရေးသားကရှာမပြတာပဲရှိတာအများကြီးပဲ။ ေးတော့ရေးပါတယ်ကျွန်တော်ကရီတာကိုအဲ့လိုဇုံလိုက်မထားဘူးတယောက်ဝိမာတယောက်ထားတာဘယ်တော့လာချပြမလဲအဲမပြောတတ်သေးဘူးယူမပေါ့ယူမပဲပြတော့ယူမယ်မယူဘူးဆိုတော့ဒီဘွားမှာမယူတော့ဘူးလို့လည်းမဆုံးဖြတ်တာဘူးအငါဘယ်တော့ယူမယ်လို့လည်းမဆုံးဖြတ်ထားတဲ့အတွက်ဟိုပါပေါ့ကန်ကန်ဆက်မှရမှာပေါ့အေးအေးတော်ရှာယူဖြစ်မှာပေါ့ဟုတ်ဩပူပင်ဆိုတာကတော့ဒီအတိုင်းပဲပေါ့ စားဖို့သောက်ဖို့နေဖို့ထိုင်ဖို့သွားဖို့လာဖို့ကျန်းမာရေးစီးပွားရေးအကုန်လုံးပူရတာပေါ့လူတိုင်းကဒါပူလောင်ရတာပဲလေဆိုတော့အဲ့ဒီအပူတွေပင်တွေနည်းနည်းအေးပြီးတော့အာသူ့ရဲ့နှလုံးသားလည်းအေးဖို့လိုတာပေါ့အဲနှလုံးသားအေးများတဲ့ဟာလည်းရှာအောင်ပါအေးတိတ်တော့မရွှဲတတ်ဘူးပြည့်ရဲ့တိတ်လည်းမလျှော့တတ်ဘူးရွှဲတယ်ပါခင်ရရောရွှဲရွှဲခင်ရရင်တော့ကြိုက်တော့ကြိုက်တယ်ဒါပေမဲ့အရင်ကြီးလွန်လာရင်တော့ညွန်တယ်လွန်လာ အဲ့လိုအဲ့လိုပေါ့ညီမလေးသိပါတယ်ဟာကိုကိုဘာညာဆိုရင်တော့အဲ့လိုတော့မရဘူးပေါ့မိမတွေတဲမှာတူတဲ့အချက်တော့မသိဘူးဒါမဲ့ကျွန်တော်လုံးသားတွေကချစ်တဲ့အချက်ကတော့အတူတူပဲ